မြန်မာနိုင်ငံရဲ့ဇပကြီးလို့တင်စားခေါ်တဲ့ Aori Time ဖြာပုံခရိုင်ဖြာပုံမြို့နယ်တွင်ရှိတောင်သူတွေကိုစစ်ကောင်မရှင်ကမိသားစုဝင်ငွေတိုးစေဖို့လို့ဆိုပြီး coffee သီးနှံကိုစီမံကိန်းနဲ့ဧကတရာကျော်စိုက်ပျိုးခိုင်းတယ်လို့သိရပါဗျ။ဖြာပုံမြို့နယ်တရိတ်ကြီးကျေးရွာဥစု menu ကျေးရွာဝင်းမတ်456ဥပိုင်မတ်25မြင်းဆောင်9ရှိတောင်သူဦးမျိုးမြင့်ရဲ့ဥယျာဉ်ချမ်းမြေမှာအောက်တိုဘာ23ရက်နေ့ကစလို့ coffee သီးနှံစတင်စိုက်ပျိုးတာပါ။ ဖျာကုံမြို့နယ်မှာမိသားစုဝင်ငွေတိုးပွားစေရေးတင်းနယ်စွာ တိုးတက်မြင့်မားလာစေဖို့အတွက် Coffee Bean ဆိုင်ကတရားဧကစိုက်ပျိုးကိုရာထားက Coffee ပျိုးပင်4350ပျိုးထောင်ထားရှိပြီးကျေးရွာအုပ်စု23စုမှာစိုက်ပျိုးပေးသွားမှာဖြစ်တယ်လို့စစ်ကောင်မရှင်လောက်ခံမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနစီကသိရပါဗျ။အယောရီတိုင်းဆိုတာစပားအများဆုံးစိုက်ပျိုးတဲ့နေရာပဲအဲ့ဒါကိုဖျာမုံမှာ Coffee Bean စိုက်မယ်ဆိုတော့ အောင်မြင်မမလားပထမဆုံးစိန်ခေါ်ချက်ကဈေးကွက်ပါမြေပြတ်မှာဆိုင်လို့ရတဲ့ robusta အမျိုးအစားတွေရှိပေမဲ့ဈေးကွက်မှာကရေသွင်းမြင့်ပြီးဈေးကောင်းရတဲ့ arabian ကိုပဲတောက်တာများတယ် robusta ကဈေးကွက်လိုအပ်ချက်နည်းပါတယ်လို့ coffee ထုတ်လုပ်သူတူက ar times ကိုပြောပါတယ် coffee bean တွေဟာရေဝတ်တာနဲ့ရေငန်ဝင်ရောက်တာတွေကိုလုံးဝမနှစ်သက်ပေမဲ့ကျဘောမာယာတင်းမှုပြောင်းလဲမှုကြောင့်ရေငန်ဝင်ရောက်မှုနဲ့ရေဝင်းမှုအန္တရာယ်မြင့်မားနေတယ်လို့သိရပါတယ် ဒီလိုရင်ငန်နဲ့ရေဝတ်တဲ့ဒေသမှာကော်ဖီကိုစီမံကိန်းနဲ့အေအားသုံးစိုက်ပျိုးခိုင်းတာဟာအောင်မြင်ဖို့နားလာလွန်နေပါပါတယ်။အဲ့ဒီအစားစပဇီဒေသရဲ့အဓိကရင်းမြစ်ဖြစ်တဲ့စပားကိုသာကောင်းကောင်းစိုက်ပျိုးထုတ်လုပ်ဖို့လိုအပ်ပါတယ်လို့တောင်သူတူးက AR Times ကိုပြောပါရယ်။နေ့ရှိသီးပင်တွေကြားမှာကော်ဖီထည့်သွင်းစိုက်ပျိုးတာနဲ့မြေတယူနစ်အေကတိုးတက်ကမြမကော်ဖီကပ္ပဈေးကွက်ကိုထိုးဖောက်နိုင်စေဖို့ရည်ရွယ်ပြီး ကော်ဖီပြိုးပင်တွေပေးရတာနဲ့စူပေါင်းစိုက်ပြိုးတာဖြစ်တယ်လို့စစ်ကော်မရှင်လောက်ခံစိုက်ပြိုးဦးစီးဌာနစီကသိရပါဗျ။မြန်မာနိုင်ငံကကော်ဖီတွေကိုတရုတ်၊ထိုင်း၊အမေရိကန်၊နယ်သာလန်၊ဩစတြေးလျ၊ဂျပန်၊ပြင်သစ်၊ဂျာမနီ၊ဘယ်ဂျီယံ၊ဆွစ်ဇာလန်နိုင်ငံတွေကိုတင်ပို့နေပြီး2023-24ဘဏ္ဍာနှစ်နဲ့2024-25ဘဏ္ဍာနှစ်တို့မှာကော်ဖီတန်ချိန်2000နီးပါးလောက်ကြီးပွားတင်ပို့နိုင်တယ်လို့စီးပွားရေးနဲ့ကုသရေးဝန်ကြီးဌာနစီကသိရပါဗျ။ မြန်မာနိုင်ငံမှာကိုမြူကော်ဖီမျိုးတွေကိုရှမ်းပြည်နယ်ရှေးပိုင်းတောင်ပိုင်းနဲ့မြောက်ပိုင်းဒေသတွေချင်းပြည်နယ်ကချင်ပြည်နယ်ကယားပြည်နယ်နဲ့မန္တလေးတိုင်းဒေသကြီးကမိုးကုတ်နဲ့ပြုံးလွင်မကွေးတိုင်းနောင်ချမ်းရှိနေကန်တောင်နှန်းစတဲ့ဒေသတွေမှာစိုက်ပျိုးမှုတွေများပြီးရင်းနှီးကော်ဖီမျိုးတွေကိုတော့ပဲခူးတိုင်းဒေသကြီးတနင်္သာရီတိုင်းဒေသကြီးကရင်ပြည်နယ်နဲ့အေရော်ရီတိုင်းဒေသကြီးတို့မှာစိုက်ပျိုးကြတယ်လို့စိုက်ပျိုးဦးစီးဌာနစီကသိရပါဗျာ